င်္ဂလာပါခင်ဗျာ နောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်ဆိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်အစ္စရေးအီရန်ပဋိပက္ခအရှိန်မြင့်လာချိန်မှာပူတင်ကြားဝင် ပြီးတော့ငြင်းငြိမ်းယူဖို့ထရန့်ကမျှော်လင့်ထားပါတယ်နောက်ထပ်နိုင်ငံပေါင်း36နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံနဲ့ဝင်ရောက်ခွင့်ပိတ်ပင်ကန့်သတ်ဖို့ထရန့်အစိုးရကစီစဉ်နေပါတယ်နိုင်ငံသားလုံသားတွေကိုသူတို့တိုင်းပြည်ကိုအတင်းနှင်ထုတ်တဲ့မူဝါဒမျိုးထိုင်းနိုင်ငံမှာ မရှိဘူးလို့ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ။ Israel Iran ပဋိပက္ခအရှိန်မြင့်လာပြီမဲ့ American သမ္မတ Donald Trump ကတော့ငြင်းငြင်းရေးရဖို့အကောင်းမြင်ထားဆဲဖြစ်ပြီးတော့ Russia သမ္မတ Vladimir Putin အကူအညီနဲ့ဖြစ်နိုင်ရည်ရှိတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ Well, we get along very well, and uh, I will tell you that I think I have great respect for each other. Iran ဘာသာရေးခေါင်းဆောင်ကြီးအယာတိုလာခါမေနီကို Israel ကလောက်ကြံမဲ့အစီအစဉ်ကိုလည်း ထရန့်ကတားမြစ်ခဲ့တယ်လို့အမေရိကန်တာဝန်ရှိသူတွေပြောကြားချက်ကိုကိုးကားပြီးတော့ CBS ရုပ်သံကဖော်ပြပါဗျ။ဒီပြဿနာနဲ့ပတ်သက်တဲ့အစည်းအဝေးတွေလည်းလုပ်နေပြီးတော့နိုင်ငံသဘောတူညီမှုယူကြဖို့လဲထရန့်ကလူမှုကွန်ရက်ပို့စ်တစ်ခုရေးသားခဲ့ပါဗျ။ ABC ရုပ်သံနဲ့အင်တာဗျူးမှာတော့ပူတင်အနေနဲ့ဂျာဝင်ညှိနှိုင်းသူဖြစ်ဆောင်ရွက်ပေးဖို့တကားဖွင့်ပေးထားတယ်လို့ထရန့်ကပြောကြားခဲ့ပါဗျ။အစ္စရေးနဲ့အီရန်ဟာတင်းကြပ်ညမှာလဲအပြန်အလှန်ဆက်လက်တိုက်ခိုက်နေစေဖြစ်ပါဗျ။အစည်းအဝေးတွေဘယ်လိုလုပ်နေသလဲ။ ဆွေးနွေးမှုတိုးတက်မှုရှိသလားဆိုတာကိုတော့ထရန့်ကပြောမသွားပါဘူး။အီရန်ပေါ်စစ်စင်အရှိန်မြင့်သွားမယ်လို့ပြောထားတဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုရဲ့ပြောကြားချက်နဲ့လဲကွဲလွဲမှုတွေရှိနေပါတယ်။ပြင်သစ်သမ္မတအီမန်နျူအယ်မက်ခွန်ကတော့အစ္စရေးအီရန်ပဋိပက္ခကိုဂျားဝင်ဖြည့်ရှင်းပေးဖို့ရမှာပူတင်ကိုယုံကြည်စရာအကြောင်းမရှိဘူးလို့ဂရင်းလန်ကျွန်းကိုလာရောက်ချိန်မှာပြောကြားခဲ့ပါတယ်။ဒိမတ်နိုင်ငံရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဂရင်းလန်ကိုထရန့်ကအမေရိကန်နဲ့တုတ်သွင်းဖို့ပြောထားချိန်မှာ မက်ကွန်ကဒိမ့်မဲ့ဝန်ကြီးချုပ်နဲ့အတူဂရင်းလန်ကိုလာရောက်အင်အားပြခဲ့တာဖြစ်ပါတယ်ခင်ဗျာအခုလအစောပိုင်းမှာမြန်မာအပါဝင်နိုင်ငံ12နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံနဲ့ဝင်ရောက်ခွင့်ကိုတမနာကကြေညာချက်ထုတ်ပြန်ပြီးတော့ဟန်တာခဲ့ပါတယ် မေရိကန်ဘောနိုင်ငံသားအကျန်းဖတ်သမားရိအန်ဒီယန်နဲ့အခြားအမျိုးသားလူမျိုးရေးချင်းချောက်မှုတွေကနေကာကွယ်ဖို့အတွက်လောက်ရတာလို့ဆိုပါတယ်ဒီညွန်ကြားချက်ဟာထရန့်ဒုတိယသမရတက်တန်းစတင်ကလေးကအချိန်ကုန်မြင့်လှုပ်ဆောင်ခဲ့တဲ့ရွှေပြောင်းနှိမ်နင်းရေးစီမံချက်ရဲ့တစိုက်တဒေသဖြစ်ပါတယ်ရပ်ပေါင်း60အတွင်းသတ်မှတ်ထားတဲ့စံမှတ်ကြောက်တွေလိုအပ်ချက်တွေနဲ့ကိုက်ညီမှုမရှိရင်ဝင်ရောက်ခွင့်အပြည့်အဝဒါမှမဟုတ်တစိုက်တဒေသပိတ်ပင်မှုအကြံပြုတ်နိုင်တဲ့ပူပန်စရာကောင်းတဲ့နိုင်ငံ36နိုင်ငံစည်းရင်းကို ်နိုင်ငံရေးဌာနကဖော်ထုတ်ထားတယ်လို့အမေရိကန်နိုင်ငံရေးဝန်ကြီးမာကိုရူဘီယိုကလက်မှတ်ထိုးထားတဲ့ရုံးတွင်းမှတ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်နိုင်ငံရေးဝန်ကြီးဌာနရဲ့ပူပန်စရာကောင်းတယ်ဆိုတဲ့အချက်တွေထဲမှာစိတ်ချယုံကြည်ရတဲ့ဆော်ရဇရန်အထောက်အထားတွေပေးအပ်ဖို့တချို့နိုင်ငံတွေမှာအရေးချင်းပြည့်မီတဲ့ဒါမှမဟုတ်ပူပေါင်းဆောင်ရွက်နိုင်တဲ့အစိုးရမျိုးကင်းမဲ့တာဆိုတဲ့အချက်တစ်ချက်လည်းပါဝင်တာတွေ့ရပါတယ်ချို့နိုင်ငံတွေကြတော့အမေရိကန်တွေကသူတို့နိုင်ငံသားတချို့ကိုဖယ်ရှားဖို့အမိန့်ထုတ်တဲ့အခါ အဆင်ပြေအောင်ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ဘူးလို့လည်းဖော်ပြထားပါတယ်။တချို့နိုင်ငံတွေကြတော့လေသူတို့နိုင်ငံသားတွေက American Visa နဲ့တက်တန်းကျော်လွန်နေထိုင်မှုများနေတယ်လို့ဆိုပါတယ်။ American ပြည်ထောင်စုတွင်းအကြမ်းဖက်မှုတွေဂျူးစန့်ကျင်ရေးနဲ့ American စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ပတ်သက်ခဲ့တဲ့နိုင်ငံသားတွေရှိတဲ့နိုင်ငံတွေကိုလည်းထည့်ထားပါတယ်။ပြည်ပြင်ခံရနိုင်တဲ့နိုင်ငံတွေထဲမှာ အာဖရိကနဲ့အရှေ့လယ်ပိုင်းနိုင်ငံအများပြားပါဝင်တာတွေ့ရပါတယ်။အာဆီယံဒေသရင်းကတော့ ကမ္ဘောဒီးယားတနိုင်ငံထပ်မံပါဝင်လာတာတွေ့ရပါတယ်။ပထမတစ်ချိန်ပြိပင်မှုမှာအပြည့်ပိတ်ခံရတာကအာဆီယံမှာမြန်မာတနိုင်ငံနဲ့ဖြစ်ပြီးတော့လာအိုကတော့ဒစိမ့်တဒေတာကန့်သက်ခံထားရတာဖြစ်ပါတယ်ခင်ဗျာ။နိုင်ငံရလုံသားတွေကို တို့တိုင်းပြည်ကိုနှင်ထုတ်ပြန်ပို့တဲ့မူဝါဒမျိုးထိုင်းနိုင်ငံမှာမရှိပေမဲ့ပြန်ရင်လဲပြန်လို့ရတယ်လို့ဝန်ကြီးချုပ်ဖဲထောင်တန်းရှင်နာဝက်ကပြောကြားလိုက်ပါတယ်။ကမ္ဘောဒီးယားလို့တော့ဓာတ်ရိုက်မီညွှန်းခဲ့ပါဘူး။အစိုးရဟာတိုင်းပြည်ထဲမှာလုတ်ကင်နေတဲ့အလုပ်သမားတွေကိုပြန်ပို့မှာမဟုတ်ဘဲနဲ့အိမ်ကြံချင်းမပြန်ချင်းကသူတို့သဘောထားပဲလို့ဝန်ကြီးချုပ်က X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ ဒါပေမဲ့ဘယ်နိုင်ငံမဆိုသူတို့အတွက်အလောက်ကင်တွေဖန်ပြီးပေးနိုင်လို့ပြန်ခေါ်ခြင်းနဲ့ဆိုရင်တော့သူတို့တိုင်းပြည်ရဲ့တာဝန်ယူမှုတာဝန်ခံမှုအရသူတို့မှာဆုံးဖြတ်ဖို့အခွင့်အရေးနဲ့လွတ်လပ်ခွင့်ရှိပါတယ်လို့ရေးသားထားပါတယ်။ကမ္ဘောဒီးယားအစိုးရကသူ့နိုင်ငံကအလုပ်သမားတွေတိုင်းပြည်ပြန်လာဖို့တောင်းဆိုမှုပေါ်ထိုင်းဘက်ကတုံ့ပြန်ချက်ဖြစ်ပါတယ်။ဝန်ကြီးချုပ်ဟောင်းနဲ့လက်ရှိအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်က ကမ္ဘောဒီးယားကစက်မှုလုပ်ငန်းတွေမှာအလုပ်သမားတွေလိုအပ်နေစေဖြစ်ပြီးတော့ထိုင်းကကမ္ဘောဒီးယားအလုပ်သမားတွေ ြန်လာရင်လည်းအလွယ်တကူလက်ခံပေးနိုင်တယ်လို့ပြီးခဲ့တဲ့ဘက်ကအမှတ်ချက်ပေးခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့ထိုင်းနယ်စပ်ဂိတ်တွေအားလုံးဇွန်လ18ရက်နေ့နောက်ဆုံးထားပြီးတော့ပြန်မဖွင့်ဘူးဆိုရင်ထိုင်းသီးနှံတွေအားလုံးဝင်ရောက်မှုပိတ်ပင်သွားမယ်လို့ပါဟွန်ဆန်ကသတိပေးထားပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ကနေရာ၄ခုပိုင်နဲ့အငင်းပွားမှုဖြည့်ရှင်းဖို့ရာအပြည်ဆိုင်ရာတရားမျှတမှုတရားရုံး ICJ ကိုကမ္ဘောဒီးယားဘက်ကပြီးခဲ့တဲ့တနင်္ဂနွေနေ့ကရှောက်ထားခဲ့ပါတယ်။

G7 ထိပ်သီးဆွေးနွေးပွဲမှာအစ္စရေးအီရန်ပဋိပက္ခကအဓိကလွှမ်းမိုးနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကနေဒါနိုင်ငံအကြားအခြေတင်ထက်ဖြစ်လာမလားဆိုတာကလည်းစောင့်ကြည့်စရာကိစ္စဖြစ်နေပါတယ်ကနေဒါဝန်ကြီးချုပ်မတ်ကာနေကတော့ငင်းငိုင်းနဲ့လုံုံရေးအားကောင်းဖို့အရေးပါတဲ့တပ်ထုတယံဇာတာဂွင်းဆက်တိဆောက်ရေးနဲ့အလောက်ကင်ဖန်နည်းရေးကိုပဲဦးစားပေးမယ်လို့ပြောထားပါဗျ။ ဒါပေမဲ့အမေရိကန်စီးကြက်ကုန်ကိစ္စအရှေ့လပိုင်းပဋိပက္ခနဲ့ယူကရိန်းအရေးတွေလည်းအကြေလည်ဆွေးနွေးဖို့ရှိနေပါတယ်။တင်းမာမှုရှင်းချရေးအီရန်ကိုတောင်းဆိုတဲ့ပူးတွဲကြင်ညာချက် တစ်ဆောင်လည်းထုတ်ပြန်မှုစီစဉ်ထားတယ်လို့သိရပါတယ်။ဂျာမန်အဓိပတိဖရိုက်ဒရစ်မတ်စ်ကတော့ဒီဆွေးနွေးပွဲမှာသူ့ရည်ရွယ်ချက်ကတော့အီရန်နျူကလ িয়ার လက်နက်မထုတ်ဖို့မပိုင်ဆိုင်ဖို့အစ္စရေးရဲ့ကိုကိုကိုကာကွယ်ခွင့်တေချာစီဖို့နဲ့ပဋိပက္ခအရှိန်မြင့်လာမှုကနေရှောင်လွဲဖို့တန်တမာရဲ့အခန်းကဏ္ဍဖန်တီးဖို့ဖြစ်တယ်လို့ပြောထားပါဗျ။ 2014လုံးကရုရှားကိုပြန်ဖယ်ထုတ်ခဲ့ပြီးမှ G8 ကနေ G7 ပြန်ပြည့်လာတဲ့ကမ္ဘာစက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ဒီနှစ်ထိပ်သီးဆွေးနွေးပွဲကိုကနေဒါနိုင်ငံကတောင်ပေါ်အပန်းဖြေစခန်းကာနာနာစကစ်မှာကျင်းပနေတာဖြစ်ပါတယ်။အစည်းအဝေးနဲ့မလမကန်းကကယ်လ်ဂရီမြို့မှာတော့ G7 ဆွေးနွေးပွဲစတင်ဆန္ဒပြပွဲတွေကျင်းပနေကြပါတယ်။ G7 မှာကနေဒါ၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊ဂျပန် ဒီတိန်နဲ့အမေရိကန်တို့ပါဝင်ပြီးတော့ဥရောပတမကကတော့စရင်းမဝင် အဖွဲ့ဝင်ဖြစ်ပါဝင်တာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာအဖွဲ့ဝင်မဟုတ်တဲ့ယူကရိန်း၊မက္ဆီကို၊အိန္ဒိယ၊ဩစတြေးလျ၊တောင်အာဖရိက၊တောင်ကိုရီးယားနဲ့ဘရာဇီးခေါင်းဆောင်တွေလည်းတက်ရောက်ဖို့ရှိနေပါတယ်။2018ခုနှစ်မှာကနေဒါကအင်ရှင်ဖြစ်ကျင်းပခဲ့စဉ်ကတော့ပထမအကြိမ်သမ္မတတက်တန်းတာဝန်ယူနေတဲ့ထရန့်ဟာထိပ်သီးဆွေးနွေးပွဲမပြီးခင်မှာပြန်သွားခဲ့ဘူးပါတယ်။အဲ့ဒီတုန်းကကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူဒိုးကို င်မတန်မယိုးသားတဲ့သူအားနည်းတဲ့သူလို့ဝေဖန်ခဲ့ပြီးတော့ G7 ဆွေးနွေးပွဲအဆုံးသက်ပူးတွဲကြေညာချက်ကိုအမေရိကန်ဘက်ကအတိမပြုဖို့ပါညွှန်ကြားခဲ့ပူပါတယ်။ဒါကြောင့်ဒီဒီချိန်မှာတော့ Trump နဲ့ Canada ကြားမှာအစင်မပြေမဖြစ်ရင်ကိုအောင်မြင်တဲ့ဆွေးနွေးပွဲလို့သတ်မှတ်မှာဖြစ်ပါတယ်။ Trump ဟာ Canada ကိုအမေရိကန်ပြည်ထောင်စုထဲဝင်ဖို့ပြောဆိုခဲ့ဘူးသလိုစီးကြကွန်ကိစ္စတွေကြောင့်နှစ်နိုင်ငံဆက်ဆံရေးထိခိုက်မှုတွေရှိနေပါတယ်။ဝန်ကြီးချုပ်ကာနေကလည်း Trump ဟာတမ်မနီနဲ့အလူမီနီယံပို့ကုန်ခုံနေမယုတ်သိမ်းဘူးဆိုရင် ကနေဒါဘက်ကလက်တုံပြန်မယ်လို့ပြောထားပါတယ်ခင်ဗျာအမေရိကန်နိုင်ငံမင်နီဆိုတာပြည်နယ်မှာဒီမိုကရက်တစ်လွှတ်တော်မတ်မဲလဆာဟော့တ်မန်နဲ့ခင်မွန်းဖြစ်သူတို့လှုပ်ကြံခံရမှုနဲ့ပတ်သက်ပြီးတော့ကျူးလွန်တယ်လို့တန်ရရှိသူကိုရဲတပ်ဖွဲ့ကဖမ်းဆီးရမိပြီဖြစ်ပါတယ်။ဒါဟာပြည်내သမိုင်းတစ်လျှောက်အကြီးမားဆုံးတရားခံရှာဖွေလုပ်ငန်းစဉ်ဖြစ်ပါတယ်။အခင်းဖြစ်ပွားရအနီးအနားကနေအိမ်တွေပါဝင် ဧရိယာတစ်ခုလုံးကိုပါ ပိုက်ဆိုင်တဲ့ရှာဖွေခဲ့တာ ဖြစ်ပါတယ်။အသက်58နှစ်အရွယ် Vance Boulder ဆိုသူဟာစနေနေ့မနက်အစောပိုင်းတုန်းကရာဘာမျက်နှာဖုံးစွန်းနဲ့ရဲရောင်ဆောင်ပြီးတော့ပြည်နယ်လွှတ်တော်မှ Hotman နဲ့ခင်မွန်တဲ့ဖြစ်သူ Mark တို့ကိုပြစ်ကတ်တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ရဲတွေနဲ့အပြန်အလှန်ပြစ်ကတ်မှုဖြစ်ပွားပြီးတဲ့နောက်တန်တရားရှိသူဟာခြေလျင်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်တီးခြားတိုက်ခိုက်မှုတစ်ခုမှာလဲ Boulder က အထက်လွတ်တော်မှတ်ဂျွန်ဟော့ဖ်မန်နဲ့ဇနီးတဲ့အီဗတ်တို့ကိုပြစ်ခတ်ခဲ့ပါသေးတယ်။အဲ့ဒီနှူးကတော့ဒဏ်ရာပဲရခဲ့ပြီးတော့အသက်ဘေးကနေလွတ်သွားခဲ့ပါတယ်။ဒါကြောင့်လူသက်မှုနှမှုလူသက်ရန်ကြိုးပမ်းမှုနှမှုနဲ့ဘိုဒါကိုဆွဲချက်တင်ထားတာဖြစ်ပါတယ်။နောက်ဆက်တွဲပြစ်မှတ်ဖြစ်လာနိုင်တဲ့အယောက်80ဆင်းရဲမှာဒီမိုကရက်တီကြီးပါနေပြီးတော့အခုလိုမျိုးကျူးလွန်ရတဲ့အကြောင်းရင်းကိုတော့အသေးစိတ်မသိရသေးပါဘူး။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒါဟာ ပြည်နယ်ဥပဒေပြုအမတ်တွေကိုရွေချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီးတော့ဒီလိုမျိုးရက်ဆက်တဲ့အကြမ်းဖက်မှုတွေလက်တင်ခံမှာမဟုတ်ဘူးလို့ပြောထားပါတယ်ခင်ဗျာ။အစ္စရေးအီရန်ပဋိပက္ခကြောင့်ကမ္ဘာရေနံစည်းတွေဆက်လက်မြင့်တက်နေလို့ရေနံပို့ဆောင်ရေးအတွက်ကမ္ဘာအရေးပါဆုံးရေလမ်းကြောင်းဖြစ်တဲ့ဟော်မုဇ်ရေလကြားပိတ်ဆို့သွားရင်ရေနံတစည်းကိုဒေါ်လာ100အထိရောက်လာမှာကိုစိုးရိမ်နေကြတယ်လို့ရိုက်တာသတင်းမှာဖော်ပြပါဗျာ။အီရန်နဲ့အိုမန်နိုင်ငံကြားဟော်မုဇ်ရေလကြားကနေ တနေ့ကိုကမ္ဘာရေနံသုံးဆွဲမှုရဲ့၅ဘုံတစ်ဘုံလောက်ဖြတ်တန်းနေတာဖြစ်ပြီးတော့ပမာဏအားဖြင့်ရေနံဓာတ်ငွေ့ရေနဲ့လောင်စာစီစုစုပေါင်း၁၈တန်းကနေ၁၉တန်းထိရှိနေပါတယ်။အာရှဈေးကွက်မှာဇွန်လ၁၆ရက်နေ့နံနက်ပိုင်းရေနံသိန်းဈေးဟာဒဇီကိုအမေရိကန်ဒေါ်လာ85.63ထိမြင့်တက်သွားပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့အစ္စရေးကစတင်တိုက်ခိုက်ကြတဲ့ကရေနံဈေးကခုန်တက်သွားခဲ့ရလေဖြစ်ပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ပါဝင်ကမ္ဘာကောင်းဆောင်တွေကပြည်ပက ပြည်လဲစေရေးညှိနှိုင်းဖို့တိုက်တွန်းထားကြပြီမဲ့အစ္စရေးကစစ်စင်ရေးဆက်လုပ်မယ်လို့ပြောထားသလိုအီရန်ကလည်းအစ္စရေးရဲ့တိုက်ခတ်မှုခံနေရတဲ့အချိန်အပြည့်ရဲ့ရေးဆွေးနွေးမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ယေနန်တင်ဖို့ရောင်းချတဲ့နိုင်ငံများအဖွဲ့ OPEC အဖွဲ့ဝင်အီရန်ဟာလက်ရှိမှာတစ်နှစ်ကိုယေနန်စီ3.3တန်းထုတ်လုပ်နေပြီးတော့အဲ့ဒီထက်က2တန်းကျော်ကိုပြည်ပကိုတင်ဖို့နေတာဖြစ်ပါတယ်။ အိုဘတ်ဖွဲ့ဝင်နိုင်ငံတွေနဲ့မာမိတ်ရုရှားလိုနိုင်ငံတွေရဲ့အပိုထုတ်လုံနိုင်စွမ်းနဲ့အီရန်ရေနံထွက်ရှိမှုရောကြလာတာကိုထင်မိအောင်တိုးထုတ်နိုင်စွမ်းရှိတယ်လို့တော့ကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်ခင်ဗျာ။ဩစတြေးလျနိုင်ငံမှာခင်မောဟောင်းရဲ့မိဘနှစ်ပါးနဲ့ရောင်းမှဖြစ်သူကိုမှုအစိတ်ကတ်တတ်တယ်လို့စွပ်စွဲခံထားရတဲ့အမှုနဲ့ပတ်သက်ပြီးတော့ဇွန်လ16ရက်နေ့ကတရားဥပမာနှစ်ဖက်အပြစ်သက်လျှောက်လဲချက် တင်ပြခဲ့ကြပါတယ်။အသက်50အရွယ်အေရန်ပတာဆင်ဟာခင်မိုးဟောင်းရဲ့မိဘတွေနဲ့ရောင်းမဖြစ်သူကိုအစိတ်ကတက်ပြတ်မှုအပြင်ရောင်းမရဲ့ခင်မိုးကိုတက်ပြတ်ရန်ကြိုးပမ်းမှုနဲ့ပါဆွဲချက်တင်ခံထားရတာဖြစ်ပါတယ်။2023ခုနှစ်ဇူလိုင်လ26ရက်နေ့မှာအဲ့ဒီအမျိုးသမီးဟာခင်မိုးဟောင်းမိသားစုတွေကိုတဲခင်းကျွေးဝေးခဲ့တာဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့ဧည့်သည်၄ဦးစလုံး ဆေးရုံတင်ခဲ့ရပြီးတော့အမဲသားနဲ့အချိုဘွဲတွေမှာတေစေနိုင်တဲ့မှုတမျိုးပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ရောင်းမရဲ့ခင်မွန်းဖြစ်သူတယောက်တည်းသာအသေးအစားထိုးလိုက်နိုင်လို့အသက်ရှင်ကျန်ရခဲ့တာဖြစ်ပါတယ်။တရားလိုရှင်းတွေကတော့ဖတ်တာစင်ဟာစားရင်တေနိုင်တဲ့မှုကိုရှားဖွေအချောက်ခံပြီးတော့တယောက်ချင်းစီစားတဲ့အစာတွေတေချာထည့်ခဲ့တာလို့ဆွဆွဲပါတယ်။ဖတ်တာစင်ဘက်ကတော့ဆွဲချက်တွေကိုညင်းပြီးတော့အင်မတန်ဆိုးရွားတဲ့မတော်တဆမှုသာဖြစ်တယ်လို့ခုခံထားပါတယ်။ ။တရားလိုရှင်းတွေကတော့ပတ်တာဆင်ဟာအဓိကလှည့်ပြားမှုကြီး၄ခုလှုပ်ပြီးတော့တပ်ပြတ်မှုကျွလွန်ခဲ့တာလို့စွပ်စွဲထားပါတယ်။အရင်ဆုံးသူဟာကင်ဆာယောဂါကုသမှု ခံရတယ်လို့လိမ်လည်ပြီးတော့အဲ့ဒီတွေနဲ့တွေ့ကျင်လို့နေလက်သားလာစားဖို့ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာစားတော့တဲ့ဟင်းလျာတွေထဲမှာအစိတ်ခတ်တဲ့အခါမှာလဲသူစားတဲ့အစာမှာကြတော့အစိတ်မပါခဲ့ကြောင်းထောက်ပြပါတယ်။ဒါ့အပြင်တန်တရာမရှိအောင်လို့သူပါဖျားနာဟန်ဆောင်ခဲ့တယ်လို့ရဲတပ်ဘက်ကစုံစမ်းစစ်ဆေးမှသာ ဒီလိုဖုံးကွယ်ထားရဲဆိုတာပေါ်ပေါက်ခဲ့ကြောင်းတီအယ်လိုဘက်ကစွပ်စွဲပါတယ်။ဂျူရီ14ဦးပါအဖွဲ့ကပတ်တာစင်မှာအပြည့်ရှိမရှိဆုံးဖြတ်မှာ ဖြစ်ပါတယ်။ဗီတိုရီယာပြည်နယ်မှာအမြင့်ဆုံးဖြစ်တဲ့ဟာတသက်တကြုံဖြစ်တဲ့အတွက်အီရန်ပတ်တာစင်ဟာပြစ်မှုထင်ရှားရင်ထောင်ဒဏ်25နှစ်အထိကြားခံရနိုင်ပါတယ်ခင်ဗျာ။ကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။ကျွန်တော်ဆိုင်းခင်တွေပါ။